မင်္ဂလာပါကျွန်တော်ဒီနေ့အရန်ပျော်တယ်ဗာလို့ဆိုတော့ကျွန်တော် Solivo နဲ့ကျွန်တော်တို့ဒီ i10 နဲ့ဝယ်ထားတဲ့ customer ကိုကျွန်တော်ကိုယ်တိုင်ဖုန်းသွက်ပေးမှာပေါ့နော်အဲဖုန်းကတော့တစ်လုံးပဲပေးရမှာဒါပေမဲ့နှလုံးယူပါတယ်နှလုံးယူပါဆိုတော့တစ်လုံးကအကယ်လို့ damage ဖြစ်တာတော့အဲ့လိုမျိုး error တွေပါရှိတာတော့ဘာလို့ဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်တခါတည်းအဲနှလုံးယူပါမယ်ပေါ့နှလုံးယူပြီးတော့ကျွန်တော်တစ်လုံးဖောက်ပြီးတခါတည်း ပေးလိုက်မယ်ပေါ့နော်ဘာတွေဘယ်လိုမျိုးတတ်ထားလဲဘာတွေသုံးနေလဲဆိုတာကျွန်တော်နဲ့တူတူလိုက်ကြည့်ပေးပါကျွန်တော်ကတ်ဆာမာအိမ်ရောက်တာနဲ့မိတ်ဆွေကိုတခါလေးပြပေးမယ်ပေါ့နော်ဟုတ်မင်္ဂလာပါဦးလေးကျွန်တော်တို့ဒီ ID ကျွန်တော် 6kW နဲ့ Solivo ကျွန်တော် 300H လေးဝယ်ယူတဲ့အတွက်ကျွန်တော်တို့ဖုန်းလေးလာပေးတာပါဟုတ်ကဲ့ဟုတ်ဟုတ်ကျွန်တော်ဖုန်းတခါလေးဖောက်ပေးလိုက်မယ်နော်ဖောက်ပြီးတော့ကျွန်တော်တခါလေးဖွင့်ပေးလိုက်မယ်နော်ဖုန်းလေးตัวเราเจอเราดีหัวบ่ไอเดียอะกูนอกซ้องถั่วแต่โฟนนี่บ่เนาะซิตี้เตียบ่ အဲ့ဒီကောင်လေးကိုကျွန်တော်ယူလာပေးတာဖြစ်တယ်ဒီကသူကအောက်မှာကာပါလဲတခါလဲပါပြီးသားဟုတ်ကျိုးတွေရောအသွင်းကောင်းတွေတခါတည်းအကုန်လုံးပါပြီးသားဟမ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဦးလေးဟွာလေးပေါ့နော်ကျွန်တော်တို့ဒီ setup လေးကဘယ်လိုမျိုးလေးကျွန်တော်တို့ပါဖို့တွေ့ပြီးတော့ဝယ်ဖြစ်သွားလဲမသိဘူးကျွန်တော်တခါတည်းထည့်ပြီးသားနော်ဟောအဲ့မှာ lucky နဲ့ဟာဟာ lucky နဲ့300နဲ့300နဲ့ရွေးနေ300ရောက်ရွေးဖြစ်သွားအော်300 အနှစ်အားကျွန်တော်နေဟိုအထင်းနေရိုမန်တို့ပါလို့ဖြစ်မယ်ရိုမန်ရွေးတာအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီအတွဲကဟိုဘယ်လိုပြောရမလဲဒီအတွဲဟိုမှာဘာလို့ရွေးဖြစ်တာလဲအဲ300ကျောက်ပါ300ဟုတ်ကဲ့ဟုတ်ကဲ့ solivo အပြင်တခြား battery တွေရောရှိသေးတယ်လေအဲ့ဒီမှာမှ solivo ရွေးရတဲ့အကြောင်းရင်းလေးချက်တော့ပြောပြပါဦးအဲ့ဒီကတော့အဲ့ဒီနော် roman နဲ့ roman 200ဒါ300ရှင်းပြရတယ်300ရှင်းပြရတယ်ဟုတ်ဟုတ် live က6000 6000ပါလို့ပါတဲ့အတွက် တခြားတွေပိုများတယ်တခြားတွေပိုများတယ်ဟုတ်တယ်ကျွန်တော်ပြီးတော့ idea ကလည်းကျွန်တော်၃နှစ်အာမခံပေးတာတယ်သူက၃နှစ်အတွင်းတစ်ခုခုဖြစ်တယ်ဆိုရင်ကျွန်တော်တို့အစ်စ်လဲပေးတယ် service လည်းရှိရပါတော့ဒါပေမဲ့ company မှာမှမပေးတာဘောเนาะအဲ့လိုမျိုးလေးပေါ့ဟုတ်အဲဒါလေးကတော့ကျွန်တော်ဖုန်းလေးပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါသတိထားမှာတော့အကယ်လို့ခရီးထွက်ဖြစ်တယ်ခရီးထွက်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကပိတ်တဲ့အချိန်ကျရင်ဒီနှစ်ခုပိတ်ပြလိုက်ဒီနှစ်ခုပိတ်ချလိုက်ရပြီ အကျန်နာတော့ကျွန်တော်ဒီမှာ main ကဘယ်လိုမျိုးသွားမလဲအဲ့အတိုင်းပဲသွားလိမ့်မယ်ပြော။ဒီ breaker နှစ်ခုချပါလေ။သူအားလည်းမသွင်းတော့ဘူး။အထွက်လည်းမထွက်တော့ဘူးပါ။အဲ့လိုမျိုးခရီးသွားရင်အဲ့လိုလောက်ပါလေ။ဒီ inverter battery တော့ပိတ်စရာမလိုဘူး။ဒီတိုင်းထားခဲ့လို့လည်းရတယ်။ပိတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ inverter မအောက်မှာအာဒီမှာခလုတ်လေးရှိတယ်။ခလုတ်လေးပိတ်သွားလို့ရတယ်။အဲ့ဒါပိတ်လိုက်ရင်ရတော့အကောင်လုံး shutdown ကျသွားပြီပေါ့နော်။အဓိကဒီနှစ်ခုအရင်ပိတ်လိုက်ရင်ဒီနောက်ခုပိတ်ပြီးတော့ဒီဟာလေးပိတ်လိုက်အဆင်ပြေပြီ။အော်အဲ EBC ကတော့လုံးရတယ် EPC တော့တုံးလို့ရတယ်မီလန် EPC ထွက်နေမှသွားလို့ဒါပေမဲ့ inverter တော့အလုံးမလုပ်တော့ဘူးမီပြန့် inverter အလုံးမလုပ်တော့ဘူးအဲ့တော့ကိုက CCTV တက်ထားတာတော့မဟုတ်ရင်အိမ်မှာတခုခုမီပြက်လဲတုံးတဲ့ဟာတွေရှိတယ်ဆိုရင်ကြတော့ဖွင့်လာခဲ့တာတော့ကောင်းတယ်ဘာမှတော့မဖြစ်ဘူးအဲတွန်းသူတော့ function နဲ့အလုံးလုံးနေမယ်အကယ်လို့ error တခုရှိရဆိုရင်လည်းတွန်းသူပိတ်ကြပါလေအတန်မီလိမ့်မယ်ဒီလောက်ပဲအဲ့လိုတော့ရှိတာပေါ့နော်အကယ်လို့ကိုကမတုံးညုံဆိုရင်တော့လုံးဝပိတ်ချခဲ့လို့ရတယ်ဒီမှာကျွန်တော်တို့ဒီကောင်ကဒီဟာနဲ့ဒီဟာနဲ့ BMS ချိတ်တာဖြစ်တဲ့အတွက်ဒီမှာယာကန်တုံးတစ်ခါတည်းပေါ်ပြီးသား ဘက်ထရီရဲ့ရာဂိုင်းတော့ပေါ့နော်ပုံမှန်ဆိုရင်ဘက်ထရီနဲ့အင်ဗာတာနဲ့အဲ့လို BMS မချိတ်တဲ့ဟာဆိုရင်ရာဂိုင်းတော့မပေါ်ဘူးအဲသူကအခုကပေါ်တယ်ဆိုတော့ဒီနှစ်ခုကလိုက်ဖတ်မှုရှိလို့ပေါ့အလိုက်ဖတ်မှုရှိလို့တရားလေးအဲ့လိုမျိုးပေါ်တာနော်သူကနောက်တစ်ခုကောင်းတာဖုံနေပါလေဝင်တာအရန်နေတယ်ဒီဘေးနားနဲ့သူကလုံးဝအပိတ်ရေလုံးပုံစံလုပ်ပြီးအပွားရေလောင်းချရဆိုရင်တော့ဘာမှမဖြစ်ဘူးဒီအင်ဗာတာ IP54 ပေါ့နော်